တို့နှုတ်ဆက်ပါတယ်ဒီနေ့အမျိုးသားများမိမိရဲ့ဇနီးတဲ့ဘုရားခင်ပိတ်ထားတဲ့ဇနီးတဲ့အပေါ်မှာအမျိုးသမီးအပေါ်မှာပြုကျင့်ရမယ်အမှုအရာတွေကိုနှုတ်ဘတ်တော်ထဲမှာအများကြီးတုံတင်ထားပါတယ်အဲ့ဒီထဲမှာမှအရေးကြီးတဲ့အရာတွေကတော့အများကြီးရှိပါတယ်အချက်25ခုရှိတယ် ဒါပေမဲ့အဲ့ဒီထဲမှာကောက်နှုတ်ပြီးတော့မှငါးခုအကြောင်းပြောပြချင်တယ်ကိုယ်ဇနီးတဲ့ကိုပို့ပြီးတော့မှမြတ်တာပြတာနိုင်တော်သူဖြစ်ဖို့ကိုယ်ဇနီးတဲ့ကိုပြောဆွံစေဖို့အတော့ရည်ရွယ်ထားတာဖြစ်ပါတယ်ဆိုတော့နံပါတ်၁ကတော့စနီးတဲ့စကားပြောရင်တက်တက်ကြောကြောနဲ့နားထောင်ပြပါတခါတလေကျွန်တော်တို့အမျိုးသားတွေကကိုယ်စနီးတဲ့စကားပြောလို့ရှိရင်ပါပြောလို့ပြောမှန်းတောင်းနားထဲမှာမရောက်တော့ဘူးเนาะမရောက်တော့တာကျွန်တော်အပါအဝင်ပါစနီးတဲ့ကညင်းရင်လဲဂယုမဆိုင်တလို့ရင်ဖွင့်ရင်လဲ တိတ်ပြီးတော့မှကယူမဆိုင်တယ်လို့တကယ်တော့အမျိုးသမီးတွေကကျွန်တော်တို့ကိုအားကိုးတဲ့ချင်းနဲ့ယင်ဖွဲ့တဲ့အခါမှာနားထောင်ပြီးလို့ရှိရင်အမတန်မှကျေနပ်မှုရကြတာဖြစ်ပါတယ်သူတို့ကသူများကိုသူတို့ရဲ့ခံစားချက်ပြောပြတာထက်ကိုယ့်ရဲ့အနည်းဆုံးကိုအားကိုးရတဲ့တိတ်ချရတဲ့ခင်ပွန်းတဲ့ကိုပြောပြရတာသူတို့တော့အဖေးအမေကိုပြောပြရတယ်လို့ယင်ဖွဲ့ရတယ်လို့စိတ်ထဲမှာပုတ်ပါတယ်လို့ပြောကြပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီ စနီးတဲ့စကားပြောလို့ရှိရင်ယင်ဖွက်လို့ရှိရင်ဒေချာလေးကယုတ်သဆိုင်နားထောင်ပေးတဲ့နဲနားထောင်ပေးပွင့်တော့လိုအပ်ပါလေအဲ့ဒီလိုနားထောင်ပေးတဲ့အခါမှာသူတို့ဟာကျွန်တော်တို့အပေါ်မှာမိကုံမှုပြီးပို့ပြီးတော့မှအားကိုးစိတ်တွေရှိလာမှဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့နားထောင်ပေးတဲ့အခါမှာတို့ဟာအတင်းအဖျင်းတော့မကောင်းတဲ့အရာတွေသူများကိုပြောစရာ မရှိတော့ဘူးကျွန်တော်တို့ကိုပဲပြောလာမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်သူစကားပြောတဲ့ခါမှာသူရဲ့အိမ်မက်တီနေစဉ်သူရဲ့အတွေ့အကြုံတွေသူခံစားရတဲ့စိတ်ဖြစ်စီမှုတွေအာသူရင်ဆိုင်နေရတဲ့အရာတွေပြောပြလာတဲ့ခါမှာအာယုံစိုးစိုက်ပြီးတော့မှနားထောင်ပေးမယ်ဆိုရင်စနီးတဲ့ဂျိန်တ်ပြီးတော့မှရင်ထဲပို့ပါပြီးစိတ်ဖြစ်စီမှု တန်ကနေလောက်မြောက်ပို့ရန်လည်းပဲရှိမှာဖြစ်ပါတယ်ကျွန်တော်တို့စီကနေမြေတာခန်းစားရတယ်လို့လဲခန်းစားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုပြောပြချင်တယ်ဒါနံပါတ်1တတ်တော့ကြောနဲ့စနီးတဲပြောတဲ့စကားကိုနားထောင်ပြီးပို့ရန်ဖြစ်ပါတယ်ကျွန်တော်လဲနားထောင်ပြီးဖို့စ조사နေတာဖြစ်ပါတယ်ခင်ပွန်းတဲ့များကိုယ့်ရဲ့စနီးတဲ့ယင်ဖွက်တဲ့အရာတွေကိုတက်တက်ကြောကြောနဲ့ဂရုသစိုက်အာယုံစိုက်ပြီးနားထောင်ပြီးဖို့ရန်တိုက်တွန်းလို့ဆိုလို့တဲ့အမနစ်ကတော့စနီးတဲ့ကို လေးစားမှုလေးမြမှုကယုဆိုင်မှုကိုပြတာပါဘာလို့လဲဆိုတော့အာ तू လုတ်ခဲ့တဲ့အမှုအရာတွေ तू လုတ်ဆောင်တဲ့အရာတဲတဲလေးပဲဖြစ်ဖြစ်အကြီးကြီးပဲဖြစ်ဖြစ်အိမ်မုတ်ကိစ္စပဲဖြစ်ဖြစ်ဒါသမီးအရေးကိစ္စပဲဖြစ်ဖြစ်ဘယ်လိုအခြေဘယ်လိုအရာမျိုးပဲဖြစ်ဖြစ်လုတ်ဆောင်တဲ့အရာတိုင်းမှာယေရှုတင်ကြောင်းပြောဆိုတတ်ခြင်းဒါကလေးစားမှုကိုပြတာဖြစ်တယ် သူ့ကိုတံပိုးထားမှုကိုပြတာဖြတ်ပါတယ်ကျွန်တော်တို့ကိုရေပူးလေးပေးတာပဲဖြစ်ဖြစ်ကိုပြီးဖြိုပေးတာပဲဖြစ်ဖြစ်လှုပ်ဆောင်ပေးတဲ့အခါမှာဂျေဇုတင်တယ် thank you ဆိုပြီးတော့မှကျွန်တော်တို့ပြောချင်တာကျွန်တော်တို့ရဲ့လေးမြမှုတံပိုးထားမှုကိုခံစားစေတာဖြစ်ပါအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ခင်မွန်တဲများအနေနဲ့စနီးတဲ့ကိုလေးစားကြောင်းအတိအမှတ်ပြုကြောင်းနဲ့ချီးမွမ်းတတော်သူဂျေဇုတင်တတော်သူဖြစ်ပေါ်ရန်တော့အရေးကြီးပါတယ်တမန်ကျမ်းစာကလည်းပဲဒါကိုတုံတင်ထားတာဖြစ်ပါတယ် ခင်ဗွန်ဒယ်ရီဟာစနီတဲ့ကိုချစ်တာဖို့ပြောတဲ့အခါမှာယေရှုတင်တတ်တော်သူဖြစ်ဖို့ယေရှုတင်တတ်ခြင်းဟာသူ့ကိုတန်ဖိုးထားခြင်းလေမြတ်ခြင်းဖြစ်တယ်ဆိုတာကိုနောက်ကဘတ်တို့တင်တုံးတဲ့မှာတာနံပါတ်နဲ့အချက်ဖြစ်ပါတယ်နံပါတ်3ကတော့ romantic sane အိုးပွေရကောင်းတဲ့ ။နောက်သူ unorder စီမဲ့အမို့ရတယ်။ကိုကျွန်တော်တို့ပြုတ်လို့ပေးတတ်ပို့ရန်လည်းပဲလိုအပ်ပါတယ်။တော်တော်များများကျွန်တော်တို့ယောက်ျားကြီးကတိတ်ပြီးတော့မှလုပ်လို့မရှိပါဘူး။ကျွန်တော်မျိုးသမီးကိုအဲ့ဒီလိုစလုပ်တဲ့အခါမှာဒါဒီမလိုအပ်ပါဘူးလို့ပြောတော့တကယ်မလိုအပ်ဘူးလို့ပဲကိုကိုကနဲ့ကိုထင်တာပေါ့နော်။တကယ်တော့မဟုတ်ပါဘူး။သူတို့လိုချင်တယ်လိုချင်လျက်နဲ့မလိုဘူးလို့ပြောတဲ့ပြောတတ်တဲ့သူတို့အချင်းရှိပါလေ။ဒါလေကိုခင်ပွန်တဲ့ကိုလေးစားလို့လေဖြစ် အာဖြစ်ကောင်းဖြစ်နိုင်ပါ Romantic Sunday နေ့ဆွေးတွေကိုပြင်ဆင်တတ်ဖို့ဥပမာသူရဲ့မွေးနေ့လိုမျိုးအာမွေးနေ့ကိုတတိယပေးတာမျိုးတာမမို့လို့ရှိရင်နေထူနေမြတ်လိုမျိုးမှာတာမမို့ရလည်းပဲဒီတန်ကိုသူနဲ့အချိန်ယူပြီးတော့မှညစာ ပုံမှန်စားတဲ့ညစာစားပွဲတွေထက်အပြင်မှာနေအောင်ထဲဆုံပြီးတော့မှ အစာစားတဲ့အရာမျိုးကိုယ်ကိုယ်တိုင်ချက်ပြီးတော့မှကြွေးတာမျိုးပေါ့နော်ဒါလုတ်ဆောင်တဲ့အရာဖြစ်ပါတယ် ဒါကျွန်တော်ပြည်စုံနေတော့လုံနေလို့ပြောနေတာမဟုတ်ပါဘူးကျွန်တော်လည်းလိမ့်လာတင်ယူပြီးတော့မှတာဟာနှုတ်ဘတ်တုံနဲ့ညီပြီးတော့မှအိမ်ထောင်မှာမြစ်တာ C1B လင်မယားအသက်ရှင်သုံးလေးမှာကောင်းချီးမင်္ဂလာခံစားခြင်းနဲ့ပျော်စွနဲ့မေတ္တာစုဖြစ်ပေါ်ရန်တော့အာရည်ရွယ်ပြီးတော့မှနှုတ်ဘတ်တုံတွင်တင်တဲ့အရာလေးကိုပြန်ပြီးပြောပြတာဖြစ်ပါတယ်နံပါတ်3အချက်မှာတော့ဒီအချက်လေးကို Romanticism နဲ့အောက်အိုးပွေရအောက်အိုးစရာနော် ဖြစ်သွားအောင်ပြုလုပ်ပေးတဲ့ဆိုတဲ့အရာလေးကိုပြောပြချင်ပါတယ်နံပါတ်၄ကတော့သူ့ရဲ့စနီးတဲ့အောင်မြင်မှုစနီးတဲ့ရဲ့အောင်မြင်တဲ့အရာကိုအတိမတ်ပြုပေးဖို့နော်မှတ်တိုင်တစ်ခုခုလုပ်ပေးဖို့တော့လေမမိတ်ပါနဲ့စနီးတဲ့ကတစ်ခုခုစ조사ပြီးတော့မှအောင်လာလို့ရှိရင်အာရန်အမတန်မှနော်ဂုံပြုပေးပြီးတော့မှမှတ်တမ်းတင်ပေးပြီးတော့မှပြုလုပ်ပေးတာမျိုးဥပမာ subject တစ်ခုခုကိုယ်တော်တော်ဘာမှမဟုတ်ပေမဲ့ တခုခုလေးသူရလာလို့ရှင်အတန်တောနဲ့ကိုကိုတိုင်ကသူအဲ့ဒီအရာလေးကမတရားလေးဖြစ်သွားအောင်လုပ်ပေးတာမျိုးတို့တပ်ပုံရိုက်ပြီးတင်ထားပေးတာတို့တင်ပေးတာမျိုးတို့အဲဒါကယောက်ျားဒီနဲ့အမျိုးသမီးဒီရဲ့အသွေးအခုံကလည်းမတူတယ်လို့ခန်းစားချက်ကလည်းမတူဘူးတကြောင်ယောက်ျားဒီကနေကိုယ်စနီးတဲ့ရဲ့ခန်းစားမဲ့အရာဟာ ပါရီဖြစ်တယ်လဲဆိုတော့လိတ်လာတင်ယူပြီးတော့လှုပ်ဆောင်ပွဲရတော့အရေးကြီးပါတယ်သူမရဲ့အောင်မြင်မှုကိုစနီးတဲ့ရဲ့အောင်မြင်မှုလေးကိုအတိအမှတ်ပြုပြီးတော့သူ့ရဲ့ပျော်စမှုလေးဖြစ်သွားအောင်ဖန်တီးတတ်ဖို့ဖန်တီးပေးဖို့ရတော့အရေးကြီးတယ်ဆိုတဲ့အရာလေးကိုလည်းပြောချင်ပါတယ်နံပါတ်9အချက်ကတော့ သူ့ကိုဘာကူညီပေးရမလဲလို့မင်းနေမဲ့အစာမမေးပဲနဲ့ကူညီပေးတာမျိုးပေါ့နော်သူအကူညီလိုအပ်တဲ့အခါမှာပဲဖြစ်ဖြစ်မလိုအပ်တဲ့အခါမှာပဲဖြစ်ဖြစ်ဝမ်းပြီးတော့မှကူညီပေးရင်အစိတ်ထဲမှာပျော်နေကြတယ်အောက်ချက်တုံတွင်းလီးနေတဲ့ချိန်မှာစသည်အဖြစ်ပေါ့ငရုတ်တီထောင်းနေတဲ့ချိန်မှာတမုံတမျက်စိလဲနေတဲ့မမေးပဲနဲ့မပြောပဲနဲ့သူ့ကိုယ်တိုင်မပြောပဲနဲ့ဝမ်းရောက်ပြီးတော့မှကူညီပေးတာမျိုးတော့နော်အဲ့ဒါမျိုးလေးဒီဟာသူတို့အတွက်အမှတ်တရနဲ့ သူတို့ကိုတံပိုးထားတဲ့အကြောင်းသူတို့ကိုချစ်တဲ့အကြောင်းပြီးသွားစေတဲ့ခံစားသွားစေတဲ့အမှုအရာမျိုးတွေဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ကိုပို့ပြီးတော့မှတန်ရိုးစင်ဖြစ်မိရန်တော်တော်လကောင်းသူတို့မြတ်တာခံစားဖို့ရန်အတွက်ပြုလုပ်တဲ့အရာလေးတွေဖြစ်ပါတယ်ကျွန်တော်လေ့လာတဲ့အရာထဲမှာတော့အချက်25ခုရှိတယ်အဲ့ဒီထဲမှာအချက်5ချက်လေးကိုဟာခင်ဒီခင်ပွန်တဲရီကိုပြန်ပြီးမျှဝေခြင်းဖြစ်ပါတယ်စနီးတဲနဲ့ခင်ပွန်ကြောင်းပါ မင်္ဂလာဖြစ်ပြီးကောင်းချီးခံစားခြင်းနဲ့ပျော်ရွှင်ဝမ်းမြောက်တဲ့မိသားစုဒီဆောက်ပွင့်ရတဲ့ဒီအချက်လေးတွေကိုမှတ်ထားပြီးတော့မှလှုပ်ဆောင်သွားပါလို့အားပေးချင်ပါတယ်။အရောက်တိုင်းပုံမှာခင်ပွန်းတဲရီစနီးတဲကိုချစ်တဲ့တာလီပြတာပွင့်တဲ့ဒီအချက်၅ချက်ကိုလှုပ်ဆောင်ပွင့်အတွက်အားပေးတိုက်တွန်းလို့ဆိုပါတယ်။ရောက်တိုင်းပုံမှာဖြည့်ရှင်ကောင်းချီးပေးပါစေ။ကျွန်တော်လည်းကြိုးစားပါပါ။